အရှိုးသေးဆုံးသည့်နေ့မှ၃ရက်မြောက်မနက်ဖြန်ဖြစ်သည်ယောဟန်၏အဘိဓမ္မတော်တွင် မေရီမက်ဒလိန်သည် မနက်စောစော၌ယာရှိုး၏တင်ကြိုင်းသို့သွားသည်ဟုရေးသားထားသည်ထို့သောမမတ်တလွဲတလဲဖြစ်ခဲ့သည်တင်ကြိုင်း၏ကြောက်တကုံကိုအပြောင်းလဲလုပ်ထားသည်အမျိုးသမီးတဦးရဲ့တင်ချိုင်းသို့သွားရသည်မှာအတော်လေးကြောက်စရာကောင်းသည်ဒါပေမဲ့အဲ့ဒီကြောက်တုံးကြီးကိုဖယ်ရှားထားသည်ကိုမြင်သောမယ်ရီအတွက်မြင်များကြောက်စရာကောင်းခဲ့မည်နီး မေရီသည်ပြေးကန်ပြီးယာရှိုး၏တွယ်ဝိုင်းသူပေတရုနှင့်ယာရှိုးချစ်သောတရားသခင်၏အခြားတရားတွယ်သူထံသွားကာတစုံတယောက်ယာရှိုးကိုခိုးသွားပြီးဘယ်မှာထားထားတယ်လဲမသိဘူးဟုပြောသည်တရားတွယ်သူများသည်တင်းချိုင်းသို့ပြေးသွားကြသည်ဒါပေမဲ့သူတို့မတွေ့ရသေးစဉ်သုံးသည့်ရှာဝတ်နှင့်ဥကောင်းအုပ်ထားသောတဲကွဲမြသာရှိသည်သူတို့ပြန်သွားပြီးနောက်မေရီသည်တူးရဲနေနှင့်အဝင်နှံ့လို့သည် ။တင်ချိုင်းကလွတ်လပ်နေတဲ့တစုံတယောက်ရရှိုးကိုခိုးသွားပြီဟုထင်သည်။တင်မဲရီလိုပင်တိတ်အံ့ဩစရာအောင်ကိုဖူးပါသလား၊ကြောက်စရာတောင်မေ့သွားအောင်ကိုဖူးပါသလား။မယ်ရီသည်တင်ချိုင်းထဲကိုထပ်မံကြည့်သောအခါသူမသည်တက်ညံနှင့်အံ့ဩစရာတစ်ခုမြင်သည်နတ်သမီးနှစ်ယောက်ထဲမှရှိသည်နတ်သမီးများကမယ်ရီအားမေးသည်သင်ဘာကြောင့်ငိုနေတာလဲမယ်ရီကပြောသည် တစုံတယောက်ငါခရစ်တော်ကိုခိုးသွားပြီးဘယ်မှာတင်ထားတယ်လဲမသိဘူး။ယရှု၏တေဆုံးခြင်းသည်တေးထည့်ရင်ဖို့เสียဖြစ်သည်။သို့တော့ယခုပြောစကားသည်မေရီအတွက်ပို၍ဝမ်းနည်းเสียဖြစ်သည်။ဘာလို့လဲဆိုတော့ယရှု၏ရုပ်ကိုယ်တော်မတွေ့ရတော့ဘူး။အဲ့ဒီအချိန်မှာတစုံတယောက်မေရီနောက်ကပေါ်လာသည်။အဲ့ဒါကယရှုပဲ။သူဖန်လာပြန်ပြီ။ယရှုကမေရီအားမေးသည်။ဘာကြောင့်ငိုနေတာလဲ။ တင်ဘသူကိုရှာနေတာလဲငိုရတာများလားလို့လားဒါမှမဟုတ်ဖန်လာပြန်တော့ရရှိုးအားချက်ချင်းမှတ်မိတာလားမဲရီသည်သူကရရှိုးဖြစ်တည်ကို မသိပါ သူမသည်သူကဈေးလုံကိုစောင်းလျှောက်သူလို့ထင်ပြီးမင်းကခရစ်တော်ကို ရွှေ့ထားရင်ဘယ်မှာထားရဲဆိုတာပြောပေးပါငါသွားယူမယ်ဟုပြောသည်ရရှိုးကတိတ်တိတ်ဆိတ်ဆိတ်ဖြင့်သူမ၏နာမည်ကိုခေါ်သည်မဲရီ အဲ့ဒီအချိန်မှာအံ့အားသင့်စရာဖြစ်ပေါ်သည်မယ်ရီကသူမ၏နာမည်ကို နားဆင်သည့်အခိုက်တန့်တွင်ရရှိုးဖြစ်ကြောင်းသိသွားသည်သူမသည်မျက်နှာပြန်ပြပြီးသူအားအတိမတ်ပြုသည်ရရှိုးကပြောသည်ငါ့ကိုမကင်နဲ့ကျွန်ုပ်တို့တဦးနှင့်တဦးတွေ့ကြသည့်အခါလက်ဆောင်ဆွဲသည့်အတူတောက်တီတောက်ရကြသည်ဒါပေမဲ့ဘာလို့ရရှိုးကမယ်ရီကိုကင်မရဘူးလို့ပြောတာလဲ။ ဒါဟာတကယ်တော့တွေးဆခြင်းသည်ယင်းထဲတွင်ဆက်သွယ်ခြင်းဖြစ်ရမယ်ဆိုတဲ့သင်ခန်းစာကိုပေးခြင်းလို့ဖြစ်နိုင်သည်ယခုခေတ်မှာကျွန်ုပ်တို့တွေးရှိသော ဖန်လာပြန်သောရရှိသည့်မျက်စိဖြင့်မြင်၍မရလက်ဖြင့်ကံ့၍မရတော့လေသူသည်ယခုတလောတောင်ကျွန်ုပ်တို့၏နှလုံးသားထဲတွင် နမည်ကိုခေါ်နေသည်အဲ့ဒီအတန်ကိုကြားသောအခိုက်အတန့်တွင် ကျွန်ုပ်တို့သည် အလွတ်တင်ချိုင်းကိုမဟုတ်ပဲဖန်လာပြန်သောယရှိကိုမြင်မိဖြစ်သည်